စ်ကောင်စီကျင့်သုံးနေတဲ့ပြည်သူစစ်မှုထမ်းဥပဒေဟာပြီးခဲ့တဲ့2025ဖေဖော်ဝါရီလမှာတနည်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ဒီတနှစ်တာကာလအတွင်းမှာစစ်ကောင်စီဟာလူငယ်တွေကိုနီးလန်းမျိုးစုံနဲ့စစ်မှုထမ်းဖို့ဆင့်ခေါ်ခဲ့ပါတယ်။ဒီဘက် Human Rights Lens လူခွင့်ရေးအဝေးမြင့်နီးမြင့်စီစဉ်ကနေပြီးတော့စစ်မှုထမ်းဥပဒေရိုက်ခတ်ခံရတဲ့လူငယ်တွေအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ ့အခုဆိုလို့ရှိရင်ဒါနှစ်ပတ်လည်သွားပြီပေါ့နော်တို့ဒီစစ်မှုထမ်းဖို့အတွက်ဥပဒေပြဋ္ဌာန်းခဲ့တဲ့အချိန်မှာဒီလူငယ်ပေါင်း2000ကျော်တို့စစ်မှုထမ်းဖို့အတွက်တွင်းခဲ့ဆိုရယ်တတိနေသိရတယ်အဲ့ဒီမှာမျိုးစုံရှိပါတယ်ပထမတစ်ခုကတော့တို့ဒီစစ်မှုထမ်းဖို့အတွက်ခွဲတန်းရစည်ရရလာပြီးတော့စစ်မှုထမ်းဖို့အတွက်ခေါ်တဲ့အရာတွေရှိတယ်အဲ့ဒီမှာနှစ်မျိုးပေါ့နိတစ်ခုကတော့တချို့ကတော့လိုက်သွားတဲ့ဟာတွေတချို့ကြတော့မလိုက်ချင် မလိုက်ချင်တဲ့အတွက်ကြောင့်မလို့သူတို့မခေါ်ဖို့အတွက်ငွေကြေးပေးရတဲ့ဟာရှိတယ်။တချို့ကြတော့လူစားထုတ်ဖို့အတွက်ကြိုးစားတယ်ဆိုတော့တချို့ကိစ္စတွေကျွန်တော်တို့တချို့မြို့နယ်မှာကြားရတယ်။ဆိုလိုတဲ့ချက်ကတော့သူတို့ကအလှည့်ကြတယ်။သူတို့ကလိုက်ရမယ်။ဒါပေမဲ့သူတို့ကိုစားနောက်ထပ်ဒီသူတို့ကိုစားလိုက်ဖို့အတွက်တခြားလူငွေပေးပြီးတော့လုပ်ရတယ်။အရင်ခေတ်တုန်းကလို့ပေါ့နော်ကျွန်တော်တို့ပေါ်တာတအိမ်တယောက်ဆိုရင်မလိုက်နိုင်တဲ့အတွက်ဒါမျိုးလှုပ်ဆောင်ရတဲ့အခြေအနေမျိုးဒါတွေစတင်ပြီးလှုပ်ဆောင်တာတွေ့ရပါ ောက်ထပ်တစ်ခုကပို့ဆိုးတာပေါ့နော်ဒါကတော့ကျွန်တော်တို့ခုနလိုသတ်မှတ်ထားတဲ့လူကိုလက်ရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လမ်းဒီမှာအချိန်မတော်ဖမ်းတဲ့ကိစ္စတွေဖမ်းတဲ့အခါမှာကျွန်တော်တို့လမ်းသွားလမ်းလာတွေကိုဖမ်းပြီးတော့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ဆွဆွဲမယ်ဆွဲချက်တွေတင်မယ်ပြီးလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်ထားတဲ့ဆွဲချက်ဥပမာအဲဆေးမတိုင်လို့ညမထွက်ရအမိတ်ကိုကျူးလွန်လို့ဆိုတော့ ဥပဒေတိုင်းမလုပ်ဆောင်မင်းနဲ့သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့စစ်မှုထမ်းဖို့အတွက်ခေါ်ဆောင်သွားတဲ့ဟာတွေကျွန်တော်တွေ့ရပါတယ်။နောက်ထပ်တချို့တွေတွေ့ရတယ်။အခုဆိုလို့ရှိရင်နယ်ရီကနေနေမြေချင်းတွေကြောင့်ရန်ကုန်တက်ပြီးအလုရှာတာတို့ဘာလို့ရှိတယ်။ရန်ကုန်မှာမသွားတတ်မလာတတ်နဲ့ဖြစ်တဲ့ချိန်မှာဘယ်ပို့ပေးမယ်ညာပို့ပေးမယ်ဆိုပြီးတော့နောက်ဆုံးဒီစစ်မှုထမ်းတဲ့နေရာပေါ့ ဒီစစ်သားစုဆောင်ရေးနေရာမှာ သွားရောင်းစားတဲ့သဘောမျိုးနဲ့လှုပ်ဆောင်တဲ့အစင်တီကိုစိုးဝါနေတာတွေ့ရပါတယ်။ဒါတွေကတော့လက်ရှိချိန်ဒီမှာကျွန်တော်ရရှိထားတဲ့စစ်မှုထမ်းတဲ့ပုံစံမျိုးကိုဘယ်လိုမျိုးစုဆောင်လဲဆိုရဲအခြေအနေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းခဲ့တာဖြစ်ပြီးတော့အခု2025ခုနှစ်ဖေဖော်ဝါရီလမှာတနစ်ပြေခဲ့ပြီဖြစ်ပါတယ်။ ဒီတနှစ်တွင်မှာစစ်မှုထမ်းမှုအတွက်အာရမဖန်ဆီးခံရတဲ့လူငယ်အရေအတွက်ဘလောက်ရှိခဲ့ပါသလဲအမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရဒီအောက်မှာဆိုရင်တော့ဒါအမျိုးအစားတွေရှိပါမယ်ဒီဘက်မှာဆိုရင်တော့ဒါဖန်ဆီးခံရတဲ့အရေအတွက်တွေရှိပါမယ်ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလကနေအဲ့တော့2025ဖေဖော်ဝါရီလထိအာရမဖန်ဆီးစုဆောင်ခံရရသူပေါင်းက 2300နဲ့600နဲ့တူရှိပါတယ်အဲ့တော့ဒီထဲမှာဆိုရင် အမျိုးသားက900နဲ့363ရှိပါတယ်အမျိုးသမီးက82ဦးဒါဖမ်းဆီးခံခဲ့ရတာပါနောက်ထပ်ကအသက်မပြည့်တဲ့သူအသက်မပြည့်တဲ့သူက28ဦးဖမ်းဆီးခံခဲ့ရပါတယ်နောက်ထပ်ကကြားမမတည်ကြသူက1400နဲ့109ဦးဖမ်းဆီးခံခဲ့ရတာပါ တော့တိုင်းနဲ့ပြည်နယ်အလိုက်အာဓမ္မဖန်းစီဆူဆောင်းခံရတာကိုလည်းထပ်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ ုတ်တမ်းဥပဒေကြောင့်တနစ်တာအတွင်းလှုပ်အားပေးခိုင်းစေမှုဖြင့်အတင်းကျပ်တရားမဝင်ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ပေါင်းက1344ခုရှိပါတယ်။စစ်မှုတမ်းဥပဒေအသက်သွင်းတဲ့2024ဖေဖော်ဝါရီလကနေ2025ခုနှစ်ဖေဖော်ဝါရီလထိလဆင်လိုက်တရားမဝင်ဖမ်းဆီးခံရတဲ့လူခွင့်ရချိုးဖောက်မှုဖြစ်စဉ်တွေကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ စ်မှုထမ်းတယ်ဆိုရဲရဗျာလူငယ်တွေကမထမ်းညုံဒါကတိုင်းပြည်မချစ်လို့မဟုတ်ပါဘူးเนาะဒီနေရာမျိုးမှာဘာကြောင့်စစ်သည်ဝင်ခိုင်းလဲဆိုတာအလုံးသဘောပေါက်ပြီးသားအဲ့ဒါကြောင့်မလို့ခုနလိုဖမ်းဆီးမှုကိုရှောင်မှုအတွက်ဘာနည်းရှိလဲထွက်ပြေးတဲ့နည်းပဲရှိတယ်တိမ်းချောင်တဲ့နည်းပဲရှိတယ်အဲ့တော့မြန်မာပြည်မှာတော့အခုချိန်မှာကျွန်တော်တို့ပြည်တွင်းမှာလှည့်လည်ပြီးတော့တက်နိုင်တဲ့နေရာတွေပြောင်းပြီးတော့တိမ်းချောင်တာရှိပေမဲ့လုံခြုံမှုမရှိအဲ့ဒါကြောင့်မလို့အများစုကတော့ငွေကြေးတက်နိုင်လဲဆိုတော့တက်နိုင်တယ်လို့ ငွေချင်းမတက်နေတဲ့လူတွေဖြစ်တဲ့နည်းနဲ့နိုင်ငံခြားကိုထွက်ပြီးတော့တိတ်ဆောင်ကြတဲ့အရာမျိုးရှိပါတယ်။အဲမြန်မာပြည်ပတ်ဝန်းကျင်မှာကြည့်မယ်ဆိုလို့ရှိရင်လေခုနလိုမျိုးတခြားနိုင်ငံသွားနိုင်ဖို့အတွက်လုံခြုံတယ်လို့သူတို့သတ်မှတ်တဲ့နေရာလဲထိုင်းနိုင်ငံပဲရှိပါတယ်။အဲတော့ပထမဆုံးသူတို့လုပ်လို့ရှိတာကတော့နိုင်ငံခြားသွားဖို့အတွက်ပါစပို့တွေကိုဒါထုတ်ပေးတာမလုဆောင်တဲ့အပိုင်းဒါကကျွန်တော်တော်တော်များကြုံတွေ့ရတယ်။ပါစပို့ရသည့်တိုင်အောင် ဒါနဲ့ပတ်သက်တော့ထွက်ခွာခွင့်မပေးတဲ့ဟာမျိုးဥပမာအလုပ်သမား agency နဲ့ထွက်ခွာဖို့အတွက်ဒါတွေကန့်သက်ပိတ်ပင်တာတွေနောက်တစ်ခါထွက်လာသည့်တိုင်အောင်လေးစိတ်ကြောင့်မှပြန်ပြီးတော့ထွက်လို့မရဘူးဆိုပြန်ပို့တဲ့ဟာဒါတွေကမြန်မာဘက်ကနေလှုပ်ဆောင်နေရှိတယ်။တစ်ဖက်မှာလည်းဘာဖြစ်လာလဲဆိုတော့ဟိုထိုင်းဘက်မှာအများစုလာကြောထိုင်းနိုင်ငံဟိုထိုင်းဘက်မှာလည်းအဲ့ဒီဟိုအကြောင်းပြပြီးတော့မလိုလားအပ်တဲ့ပုံပုံပြီးတော့ငွေကြေးတောင်းခံမှုတွေ မလိုလားအပ်တဲ့စီမင်းစီကံတွေတတ်မှတ်ပြီးတော့လုံဆောင်မှုတွေကြောင့်ထွက်လာတဲ့လူတွေမှာတရားဝင်ထွက်လာဖို့အတွက်ပတ်စပို့နဲ့ထွက်လာဖို့အတွက်ဗီဇာနဲ့ထွက်လာဖို့အတွက်အခက်အခဲတွေအများကြီးကြုံရတယ်။ ောင်စီအား2025ဇန်နဝါရီလ23ရက်နေ့ရက်စွဲနဲ့ပြည်သူစစ်မှုထမ်းဤဥတွေကိုထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်းမှာလူငယ်တွေကိုပြည်ပထွက်ခွာခွင့်ပိတ်လိုက်တာတွေပြည်ပအလောက်ကင်အတွက်စာချုပ်ချုပ်ဆိုတာရက်ဆိုင်လိုက်တာတွေစက်ရုံအလုပ်ရုံတွေကိုစစ်မှုထမ်းဖို့စင့်ခေါ်စာပို့တာတွေပြည်ပရောက်လူငယ်တွေကိုမိသားစုတွေကနေတဆင့်စင့်ခေါ်စာတွေနဲ့ပြန်ခေါ်ခိုင်းတာတွေလူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေပုံမှုပြုလုပ်လာတာတွေ့ရပါတယ် အခုနောက်ပိုင်းမှာဆိုရင်စစ်မှုထမ်းဥပဒေကိုတင်းဆောင်ဖို့ပြည်ပနိုင်ငံတွေကိုတရားဝင်ဝင်ရောက်ခဲ့တဲ့အယက်သားပြည်သူတွေကိုဖမ်းဆီးပြီးပြန်လည်ပို့ဆောင်ကာစစ်သားဖြစ်အာဓမစုဆောင်ဖမ်းဆီးခဲ့တာတွေလည်းရှိပါတယ်။ပြည်ပမှာဖမ်းဆီးခံရတာတွေကိုကြည့်မယ်ဆိုရင်ဒီအောက်မှာတော့ဒါနိုင်ငံတွေရှိပါမယ်ဒီဘက်မှာဆိုရင်တော့အရေးအတွက်တွေရှိပါမယ်အဲ့တော့ Spring Revolution Database ကကောက်ယူထားတဲ့အချက်အလက်တွေကပြည်ပမှာဖန်ဆီးခံရတာစုစုပေါင်းက 3665ဦးရှိပါတယ်။အဲ့တော့နိုင်ငံအလိုက်ဆိုရင်တော့ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာဆိုရင်တော့3339ဦးရှိပြီးတော့မလေးရှားနိုင်ငံမှာ300ဦးနဲ့အိန္ဒိယနိုင်ငံမှာ26ဦးဖမ်းဆီးခံခဲ့ရပြီးမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံခဲ့ရတာပါ။အဲ့တော့စစ်မှုထမ်းဥပဒေကြောင့်မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။တနစ်တာအတွင်းပြည်နယ်လိုက်မိမိကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင် ဒီအောက်မှာဆိုရင်တော့တိုင်းနယ်ပြည်နယ်တွေရှိပါမယ်ဒီဘက်မှာဆိုရင်တော့ရေတွက်တွေရှိပါမယ်အဲ့တော့ပထမဦးဆုံးကရှမ်းပြည်နယ်နဲ့ AR တိုင်းရှမ်းပြည်နယ်နဲ့ AR တိုင်းမှာဆိုရင်တော့၃ရောက်စီဒါမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တာပါနောက်ထပ်တစ်ခုကပဲခူးတိုင်းဒါမန္တလေးတိုင်းတနင်္သာရီတိုင်းရန်ကုန်တိုင်းတွေမှာဆိုရင်တော့ဒါတယောက်စီမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တာကိုတွေ့ရပါတယ်အဲ့တော့အခုပြောသွားတဲ့အချက်လက်တွေကတော့လက်လန်းမီတလောက်ကောက်ယူရရှိထားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်။မြေပြင်မှာဆိုရင်တော့ဒီအချက်လက်တွေကဒီထက်ပိုများနိုင်ပါတယ်။ ဲ့တော့ထွက်လာကြတယ်စစ်မှုထမ်းဥပဒေကိုတိန့်ချောင်မှုအဲ့ဒီကနေထွက်ပြေးဖို့အတွက်အဲ့တော့တရားဝင်ထွက်လာဖို့အတွက်ပါစပို့ခက်တယ်ဗျာဗီဇာခက်တယ်ဗျာထွက်လာရင်နှောက်ချက်ဖြစ်တယ်ဗျာနောက်ပြီးတော့တချို့อ่ะအဲ့ဒီလောက်ထိငွေတော့မတက်နိုင်ဘူးအဲ့တော့ထွက်ပြေးတိန့်ချောင်နိုင်မှုအတွက်သူတို့ခေါ်နေကြအပေါ်လန်းလင်းလိုင်းမဟုတ်ဘဲနဲ့အောက်လန်းဒါအဲ့နီးလန်းနေရာတစ်ဆင့်ထိုင်းနိုင်ငံကိုတိန့်ချောင်လာဖို့စူးစမ်းတဲ့သူတွေအများကြီးပါအမျိုးသမီးတွေရော အမျိုးသားတွေရောလူငယ်တော်တော်များများကရတဲ့နေရာထိုင်းနိုင်ငံဝင်လာဖို့အတွက်လှုပ်ဆောင်နေရှိပါတယ်။အပထမဆုံးကြုံတွေ့ရတာအခုထိုင်းနိုင်ငံနေဆက်မှာဖြစ်နေတဲ့ဒီကြားဖြန့်เนาะကျွန်တော်တို့လူငယ်အဲ့လိုမျိုးလိမ့်လေလှည့်ပြားဖို့အတွက်လူတွေကိုစုဆောင်းပြီးတော့အလုတ်ကိုင်းလှုပ်ခိုင်းတဲ့အဲ့ဒီကိစ္စရဲ့တားကောင်တွေဖြစ်သွားတွေ့ရပါတယ်။အဲ့တော့ဒီလုပ်ငန်းအောက်မှာရောက်သွားတဲ့သူတွေဒီလိုမျိုးကိစ္စမှာအလုတ်လုပ်ဖို့အတွက် เนาะသူတို့လက်အောက်မှာသွားပြီးတော့အလုံးလောက်ရတဲ့လူငယ်တွေအများကြီးဖြစ်လာတွေ့ရတယ်။နောက်တစ်ခုကထိုင်းနိုင်ငံကိုရောက်တဲ့နေနဲ့ပို့ပေးမယ်အစင်ပြောင်ပို့ပေးမယ်ဆိုပြီးတော့ဂတိတွေပေးထားတဲ့ပွဲစားတွေရဲ့လိမ့်လေလှည့်ပြားမှုကိုခံရပါတယ်။အဲ့တော့သွားမယ်ဆိုလို့ရှင်တော့ဒီလန်တိုင်းသွားရမယ်။ဟိုရောက်ရအလုရှာပေးမယ်။အဲ့တော့ကောင်းမွန်တဲ့လုပ်လည်းဖြစ်ဖြစ်နိုင်တယ်။ပေးထားတဲ့ဂတိနဲ့မသက်ဆိုင်တဲ့ လုပ်ငန်းဒီနေရာမှာလဲလူငယ်တွေတော်တော်များများကတားကောင်းနေဖြစ်နေတာတွေ့ရပါတယ်အဲ့တော့တရားဝင်လာနိုင်တဲ့လမ်းကိုလည်းပိတ်ထားတယ်လာနိုင်မှုအတွက်အခက်အခဲမျိုးမျိုးပြီးတယ်အဲ့တော့တရားမဝင်တဲ့လမ်းကြောင်းနဲ့ဖြစ်တဲ့နီလန်သုံးတဲ့အခါမှာခုနပြောသလိုလက်ရှိနေဆက်တစ်ချောင်းမှာရှိနေတဲ့ဒုစရိုက်ခိုင်းနေလူကုန်ကူးခိုင်းနေအဲ့ဒီမှာတစ်ဆင့်ရတဲ့ရထိုက်တဲ့အလုတ်တွေကိုထိုက်ထိုက်တန်တန်လှုပ်ရတဲ့အလုတ်မဟုတ်ဘဲနဲ့

ဒါပေမဲ့တိမ့်ရှောင်တဲ့နေရာမှာကြောက်လန့်မှုတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ဒါကိုကျွန်တော်တို့လုံခြုံစိတ်ချတဲ့နီးလန်းနေနဲ့အတုံးပြူပြီးမှသွားစီခြင်း ਨੇ လုံခြုံစိတ်ချတဲ့နီးလန်းဆိုတာခုနပြောတဲ့လုံခြုံရတဲ့နေရာစိတ်ချရတဲ့အဆက်တွေဖြစ်နိုင်တဲ့လမ်းကြောင်းတွေကိုတေချာစုံစမ်းပြီးမှသွားပြပါအဲ့ဒါမဟုတ်ရင်တော့ကျွန်တော်တို့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကကြားထက်ဆိုးဆိုတဲ့တခြားမလိုလားအပ်တဲ့ လူကုန်ကူးမှုကိစ္စတွေရောက်ပြီးတော့မှလူမဆန်တဲ့ခေါက်ပုတ်ဖြတ်မှုတွေကြုံတွေ့နိုင်တယ်ဒါကိုစူးစမ်းရှောင်ရှားစေချင်ပါတယ်နောက်တစ်ခုကတော့အကြမ်းဖက်ဆေးအုပ်စုတွေရှိနေပြကျွန်တော်တို့ဒီလိုမျိုးဥပဒေတွေဆက်ပြီးတော့ရှိနေမှာပါအဲ့ဒီအတွက်ဝိုင်းဝန်းတွန်းလှန်မှုအတွက်စူးစမ်းနေတဲ့အချိန်မှာအရှိန်ဟုန်ကောင်းနေပါတယ်အဲ့တော့လူငယ်ဘဝတာယာဖို့အတွက်အနာဂတ်ဘဝလှပဖို့အတွက် အကြမ်းဖက်စစ်အုပ်စုကိုတွန့်လန့်နေမှာကျွန်တော်တို့စူးစမ်းနေတယ်လို့ဝိုင်းဝန်းပြီးတော့ဘက်ပေါင်းစုံကစူးစမ်းပါဝင်ကြပါလို့တိုက်တွန်းလုပ်ပါတယ်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥတွေထုတ်ပြန်လိုက်ပြီးတဲ့နောက်ပိုင်းမှာအမျိုးသားတွေဒါမှမဟုတ်အမျိုးသမီးငယ်တွေပါစစ်မှုထမ်းမှုစည်ရင်းကောက်ယူမှုတွေရှိလာပါတယ် ထောက်ပြန်လိုက်တဲ့ပြည်သူစစ်မှုထမ်းဤဥတွေမှာအမျိုးသားအမျိုးသမီးခွဲခြားထားခြင်းမရှိဘဲအသက်သတ်မှတ်ချက်ပြည့်မီတဲ့လူငယ်ကြားမှာမရွေးစစ်မှုထမ်းရမှာဖြစ်ပြီးဖက်ပြေးပါကနေအိမ်မှာရှိတဲ့အိမ်သားတွေကိုအေးအေးယူခံရမယ်လို့ဥပဒေပုံမှန်33ပုံမှန်ခွဲကကြီးနဲ့ခါဝေးမှာပါရှိပါတယ်လက်ရှိချိန်မှာစစ်ကောင်စီဟာစစ်မှုထမ်းအပတ်စဉ်30ခန့်ခေါ်ယူခဲ့ပြီးအပတ်စဉ်17ရက်စရင်ကောက်ယူမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။